HEP ship သတမမီတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့တိုးကလေးရဲ့အကြောင်းပဲဖြစ်ပါတယ်တိုးလေးတွေကအဖြူရောင်အမွှေးကိုပိုင်ဆိုင်ထားတဲ့သတ္တဝါတွေဖြစ်ပါတယ်။သူတို့ရဲ့နူးညံ့တဲ့အမွှေးတွေကိုညှက်ပြီးလူတွေရဲ့အင်ဂျီတွေ၊ဆွဲတာတွေအဖြစ်အဝတ်ထည်တွေရက်လောက်ကြပါတယ်တဲ့။အမွှေးတွေညှက်ပြီးပြင်မဲ့လေသူတို့အမွှေးတွေကပြန်ပေါက်တာကြောင့်တိုးတစ်ကောင်ကိုတစ်နှစ်မှာ၄-၅ကီလိုဂရမ်ထိအမွှေးရနိုင်ပါတယ်တဲ့ ိုးတွေမှာထိုးစမ်းတာကတော့မျက်လုံးပဲဖြစ်ပါတယ်သူတို့ကမျက်နာကိုဘေးကိုမလှည့်ပဲ360ဒီဂရီနီးပါးမြင်နိုင်ပါတယ်တဲ့။ဒါကြောင့်ရန်သူကိုအလွယ်တကူသတိထားမိနိုင်ပါတယ်တဲ့။သိုးတွေဟာအုပ်စုလိုက်နေတတ်တဲ့သတ္တဝါတွေဖြစ်ပါတယ်။သူတို့ဟာသိုးအုပ်ကြီးနဲ့သာနေတတ်ပြီးတော့တကောင်ထဲခွဲထားရင်စိတ်ပြည့်စည်ပြီးနေမကောင်းဖြစ်တတ်ပါတယ်တဲ့။သိုးထီးတွေမှာဥကြိုကြီးတွေပါတယ်။အဲ့ဒီဥကြိုတွေကိုအချင်းချင်းတိုက်ခိုက်တဲ့နေရာမှာတုံးချပါတယ်တဲ့။နောက်ပြီးသိုးကလေးတွေဟာ ိုးမင်မေရဲ့ဘိုက်ထဲကထွက်ပြီးပြီးချင်း10မိနစ်အတွင်းမှာပဲမတ်တပ်ရက်နိုင်ပြီးတနားရီအတွင်းမှာပဲပြေးနိုင်ပါတယ်တဲ့ဒါဟာရန်သူတွေရန်ကနေအမြန်ရှောင်ဖို့သဘာဝကပေးတဲ့အရေးသွေးဖြစ်ပါတယ်တဲ့တိုးကလေးတွေဟာလူတွေအတွက်အဝတ်ထည်တွေကိုပေးတဲ့အသုံးဝင်တဲ့တရိတ်ဆန်လေးတွေဖြစ်တာကြောင့်သူတို့ကိုဂရုစိုက်ပြီးချစ်ခင်ကြရမယ်နော်။အဲအခုတိုးလေးတွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြည့်ချကြမယ်နော်။တိုးလေးတွေကဘာအကြောင်းလဲ ၁အဝါရောင်၂အဖြူရောင်၃အစိမ်းရောင်အဖြူရောင်ဆိုရင်အဖြူမှန်ပါတယ်တိုးလေးတွေကအဖြူရောင်ရှိတဲ့တံတားလေးတွေဖြစ်ပါတယ်ကဲနောက်ထပ်အကောင်လေးတွေကြောင်းဆန္နာထောင်ရအောင်နော်